ကကြောင်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်တော့မှာဖြစ်ပါတယ်အဲ့တော့16ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ22ရက်နိုဝင်ဘာလ2025စနေနေ့အထိပေါ့နော်ဒီကာလအတောအတွင်းမှာတောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည်လက်ကြရအောင်ကတောက်ကြတောက်ကြသားသမီးတွေအနေနဲ့ဒီကာလတည်းမှာဆိုရင်လို့ရှိရင်တော့အမျိုးသမီးတအူးရဲ့ဒီတစ်ပတ်အတွင်းမှာကုညီတာပံ့ပိုးတာထောက်ပံ့တာမျို ရတတ်တယ်မမျော်လင့်မဲနဲ့အမျိုးသမီးတူဦးကြောင့်အကိုကပို့ပြီးတော့လက်ရှိအခြေအနေကနေပို့တိုးတက်သွားတာအဆင်ပြေတာမျိုးတွေကြုံရတတ်တယ်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်လာရင်စိတ်ချမ်းသာရမယ်သို့တော့အဲဒီတပတ်တော့တည်းမှာကိုကကောင်းတာတွေများများလုပ်ဖို့တော့လိုတယ်အဲဆိုတာကောင်းတဲ့အခြေအနေကောင်းနေဦးဟလာအလောက်ကန်စီးပွားရေးနဲ့ရောက်လာဖို့အတွက်ဆိုရင် ကောင်းတာလေးတွေပြုပါကောင်းတာလေးတွေလုပ်ပါဟလာကျွန်တော်တို့ဒီတပတ်မှာ လောက်ကန်စီပွားရေးနဲ့ပတ်သက်လို့တိုးတက်ကိန်းနေစိတ်ပျော်ရွှင်ရတဲ့အခြေအနေမျိုးတွေကြုံရနိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်လည်းငွေကြေးလက်လာပဲပေါ်များတာရုတ်တရက်ငွေဝင်တာကိုငွေကြေးနဲ့ပတ်သက်လို့ကြံစီထားတဲ့ကိစ္စတွေအောင်မြင်လာတာပွင့်လန်းလာတာမျိုးလေးတွေခံရတတ်တယ်။အခြေအိမ်တော်ရင်မြစ်တာရေးနဲ့ပတ်သက်စိတ်ချမ်းသာရတတ်တယ်။အခြေအိမ်တော်ရင်မှာအဆင်မပြေတာတွေပြဿနာတက်နေတာတွေပြန်လဲအဆင်ပြေဖို့ရရှိတယ်။မိမိဘက်ကအခြေအိမ်တော်ရင်မြစ်တာရေးနဲ့ပတ်သက်လို့ အဲ့ဒါအဆင်မပြေလို့ကျိုးပန်းမယ်ဆိုရင်ကျိုးပန်းခြင်းအဖြစ်အောင်မြင်နိုင်ပါတယ်ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဒီတစ်ပတ်မှလုပ်မယ်ဆိုရင်လုပ်ပါအောင်မြင်နိုင်ပါတယ်အရေးကြီးတဲ့ဇာတ်ကားတွေပြောဖို့ရှိတယ်အရေးကြီးခီးစဉ်ကိစ္စတွေရှိတယ်ဆိုတော့မလုပ်ပါနဲ့အဆင်မပြေနိုင်သေးဘူးဟဲ့လားဆုံးရှုံးမှုတွေရှိနိုင်တယ်ဟဲ့လားကိုမှန်းထားသလိုရည်ရထားသလိုမဖြစ်တာမျိုးတွေဖြစ်လာနိုင်တယ်ဟဲ့လားကျမ်းမာရေးအနေငယ်ခြူကြတတ်တဲ့သွားတပ်ဖုံးဥကောင်းနဲ့ပတ်သက်တဲ့ယောဂါခေါင်းကိုက်ခေါင်းမူတာဒီလိုဟာမျိုးလေးတွေဖြစ်တတ်တယ်ဆိုရင်တော့အခြေအနေတော့မဟုတ်ဘူးသတိထားဖို့တော့လိုတယ် အဲ့တော့ဒီကာလသည်ကျွန်တော်တို့ကံကောင်းနေတဲ့ကာလတော့မဟုတ်ဘူးသူဒီတချို့ကိစ္စတွေမှာလည်းကံကောင်းနေတာဖြစ်တယ်တချို့အရေးကိစ္စတွေမှာလည်းနည်းနည်းလေးအဆင်မပြေကမောက်ကမလေးတွေကြုံရနိုင်တယ်အဲ့တော့လိုအပ်မယ့်ကျွန်တော်တို့ရေရရလေးလှုပ်ထားဖို့လိုပါတယ်အဲ့တော့ဘာလို့မလဲဆိုရင်တော့ဖះမှာပန်းအပွင့်ပန်းပေါ့ရှစ်မျိုးလှူရမှာဖြစ်ပါတယ်ဥပမာနှင်းစီပန်းမင်းမျိုးပန်းဟလာစသဖြင့်ပေါ့မင်းမျိုးပန်းဆိုရင်လည်းမင်းမျိုးရှစ်ပွင့်နှင်းစီပန်းဆိုရင်လည်းနှင်းစီရှစ်ပွင့်ဟလာကန္နမပန်းဆိုရင်လည်းကန္နမရှစ်ပွင့်အဲ့လိုမျိုးလေး မြတ်စွာဘုရားမှာဒီဗီဒီယိုဗန်မြင်တာနဲ့လှူဒန်းထားပေးပါเนาะဒါဆိုရင်တော့အဲ့ဒါဆိုးတဲ့ကံတွေပျောက်ပြီးတော့ကောင်းကျိုးကံတွေသာ ရောက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှိအချိုးပေးကဏ္ဍဒီတုံညာတို့နှစ်အချိုးပေးတဲ့အယောင်ဒီခဲအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပါ